မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်သူအစိုးရလက်ထက်မှာဆိုဒီလိုမဖြစ်တော့ဘူးဆိုရင်စောင်းပါဦးစွာတင်ဆက်ပေးပါမယ်သားတို့သမီးတို့သူများနိုင်ငံမှာနေရတယ်ဆိုပြီးဘာမှအာမငင်နေတော့အမေတို့ရှိနေဒီစကားစုလေးကိုအားလုံးပဲမှတ်မိကြလိမ့်ဦးမယ်ထင်ပါတယ်ဒါဟာ2015ခုနှစ် NND ပါတီအာဏာရပြီးရဲ့နောက်ထိုင်းနိုင်ငံကိုသွားရောက်ခဲ့တဲ့အမေစုရဲ့ခီးစဉ်တစ်ခုအတွင်းမှာလာရောက်ကျူးစွန်နှုတ်ဆက်ကြတဲ့မြန်မာရွှေပြောင်းလူသားတွေကို အမေစုမှာအားပေးစကားပြောကြားခဲ့တဲ့စကားပဲဖြစ်ပါတယ်။နိုင်ငံတကာနိုင်ငံရဲ့အကြီးအကဲတယောက်ကသူများနိုင်ငံမှာအလုံးလုံးနေတဲ့ကိုယ်နိုင်ငံသားတွေကိုဒီလိုစိတ်ကွန်အားပေးတဲ့စကားမျိုးတင်းရင်တနည်းပြောဆိုခဲ့တယ်ဆိုတာဘလောက်ထိကြီးနိုးပြီးအားတက်ဖို့ကောင်းလဲတွေးကြည့်ရုံနဲ့တင်ကျွန်တော်တို့ခန်းစားမိနိုင်ပါတယ်။နိုင်ငံတကာနိုင်ငံကိုမိသားစုတစ်ခုအနေနဲ့ပဲပုံဖော်ကြည့်မယ်ဆိုရင်တော့မိသားစုကိုဥဆောင်ဥရွက်ပြုနေတဲ့အဖေအမေတွေဟာချမ်းသာသည်မချမ်းသာသည်ထက်ကိုမိသားစုဝင်တွေကိုချစ်ချစ်ခင်ခင်နဲ့ကြီးစုဆောင်ရှောက်တာအားပေးကူညီတာမျိုးတွေပြုလုပ်ရင်အဲ့ဒီမိသားစုက 这道理表示也比谁聪你也话哩。 ကျွန်တော်တို့ဟာအဲ့ဒီလိုမိဘမျိုးတနည်းအားဖြင့်အဲ့ဒီလိုအစိုးရမျိုးကို2015မှ2021ထိ9နှစ်တာကာလအတွင်းရရှိခဲ့ပူပြီးကျွန်တော်တို့အိမ်ဖြတ်တဲ့မြန်မာနိုင်ငံဟာလည်းအတိုင်းအတာတစ်ခုထိနေချင်းစပွဲအနေထားမျိုးထိရောက်ရှိခဲ့ပါတယ်ကျွန်တော်တို့ဟာအဲ့ဒီကာလမှာလျှင်စစ်မီပုံမှန်ရခဲ့တယ်လို့အင်တာနက်လိုင်းတွေလည်းရခဲ့ပူပါတယ်ပြည်ပရှင်နီမြုံနံမိုးတွေအလုံးအရင်းနဲ့ဝင်ရောက်လာတာကြောင့်အလုတ်ကန်တွေပေါများခဲ့ပြီးမိသားစုနဲ့အိုးမကွာအိမ်မကွာနေထိုင်ခဲ့ရပူပါတယ်ဒါအပြင်ပညာရေးကျန်းမာရေးနဲ့လူမှုရေးတို့ကအစအစဉ်တန်းတစ်ခု အထင်ပြင်မိခဲ့ပြီးပြည်သူတွေရဲ့အတန်ကိုလည်းလွတ်လွတ်လပ်လပ်ထုတ်ဖော်ခွင့်ရှိခဲ့ပါတယ်။ကိုမကြိုက်ဘူးဆိုရင်မြို့တော်ဝန်မကလို့ဝင်ကြီးချုပ်ပဲဖြစ်ပါစေနမတက်ပြီးပြောပိုင်ခွင့်ရှိသလိုသမရနဲ့အမီစုတို့အထိပြည်သူအတန်တွေရောက်အောင်လည်းပြောဆိုခွင့်ရှိခဲ့ပါတယ်။အဲ့ဒီကာလကအစိုးရမှပြည်သူကိုငဲ့ကွက်သလိုပြည်သူမှလည်းအစိုးရကိုချစ်ခင်မှုတွေရှိတာကြောင့်တဘာဝကပ်ပေရီများစွာကိုလည်းထိခိုက်ဆုံးရှုံးမှုနဲ့နဲ့ကျွန်တော်တို့တွေကြော်လွားနိုင်ခဲ့ကြဖူးပါတယ်။ အထင်သာဆုံးပြောရမယ်ဆိုရင်တော့တကပါလုံးအုံအုံကြွကြွဖြစ်ခဲ့ကြတဲ့ COVID-19 သဘာဝကပ်ပင်းရောဂါဆိုးကြီးကို2020ခုနှစ်မှာအစိုးရနဲ့ပြည်သူလက်တွဲပြီးကြံ့ကြံ့ခိုင်းကြော်ဖြတ်နိုင်ခဲ့ပါတယ်။အဲ့ဒီတုန်းကအမီစုရဲ့ TV ဖန်သားပြမမှာပြည်သူတွေလက်စည်းရဲ့အကျင့်တွေရှိအောင်ကိုယ်တိုင်လက်စည်းပြခဲ့တဲ့မြင်ကွင်းတွေကပ်ရောဂါဖြစ်နေချိန် mask တွေစီးတင်ပြီးရောင်းတဲ့အတန်ကြားတာမျိုးမလုပ်ရဘူးနော်ဆိုပြီးစုခဲ့တဲ့အတန်တွေ stay home နေဖို့ထုတ်ပြန်တာကိုပြည်သူတွေလိုက်နာတဲ့အတွက်ကျမတို့ပြည်သူတွေကအရှမ်းချစ်ဖို့ကောင်းပြီးလိမ်မာတာပဲဆိုပြီးကြီးကျူးခဲ့တဲ့စကားတွေဟာ ီသူတယောက်ချင်းစီရဲ့ရှင်တဲမှာတကယ့်ကိုအမှန်ရစရာဖြစ်ပျက်တွေပါဒါပေမဲ့ဒီကနေ့အချိန်မှာတော့ကျွန်တော်တို့ဟာအဲ့ဒီလိုမိဘမျိုးတနည်းအားဖြင့်အဲ့ဒီလိုအစိုးရမျိုးကိုဆုံးရှုံးလိုက်ရပါတယ်ပြည်သူတွေအတွေ့အခေါ်မှာလမ်းမရင်ဖြူပြင်ပြီးမယ်တိုင်းတစ်ပါးမှာအနိုင်ကျင့်ခံရရင်တောင်မမမမရက်တီပေးခဲ့တဲ့အမေစုလိုအစိုးရတွေကိုစစ်တပ်ကဖမ်းပြီးအကျဉ်းချထားပါတယ်ဒါဟာအလုံးသိပြီးသားအမှန်တရားပါအမေစုနဲ့တမရကြီးကိုအကျဉ်းချမှုဟာတနိုင်ငံလုံးကိုအကျဉ်းချမှုနဲ့တူတူပဲဆိုတာကိုနောက်ပိုင်းမှာပို့ပြီးသဘောပေါက်လာပါတယ် တကယ်လို့ဒီကတ်ဆိုကြီးကြားရောက်နေတဲ့အချိန်တွေမှာဒါမီဆူတို့အစိုးရဖွင့်ဥဆောင်နေမယ်ဆိုရင်ကျွန်တော်တို့ကအခုလောက်ထိတည်ချင်းပြသမှုတွေထိခိုက်ဆုံးရှုံးမှုတွေကြုံနိုင်စရာအကြောင်းမရှိပါဘူး။တဘာဝတရားဆိုတာတားဆီးလို့မရအောင်ဆိုတာမှန်ပြီးမယ်လေဒီလောက်ပြင်းထန်တဲ့ငင်းကိုဒီတက်မကတတိပီးချက်မျိုးနိုင်ငံကိုတာဝန်ယူထားတဲ့သူတွေကထုတ်ပြန်ရမယ်ဆိုတဲ့ကျွန်တော်တို့ဟာငလျင်နဲ့ပတ်သက်ပြီးဘာထုတ်ပြန်ချက်မှမရခဲ့ပါဘူး။ဒါတင်မကသေးပဲတဘာဝဘေးအန္တရာယ်ဖြစ်ပြီးသွားတဲ့အချိန်နောက်ဆက်တွင်ကိန်းစည်းနဲ့ပတ်သက်ပြီးရောလေတာဝန်ယူထားတဲ့သူတွေမှဘာအစီအစဉ်မှာကြိုတင်တွေးတော ော်စဉ်းစားထားတာမရှိဘဲအချိန်မီကင်းစိန်လုပ်ငန်းတွေဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်မလို့လေမဆုံးရှုံးသင့်မဲ့အသက်တွေဒီကနေ့အချိန်ထိဆုံးရှုံးနေရတာလည်းဖြစ်ပါတယ်။ဒီအခြေအနေတွေကိုကြည့်ပြီးငါတို့အစိုးရနဲ့သာဆိုရင်ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုတဲ့အတွေးမျိုးပြည်သူတော်တော်များများလည်းတွေးမိလောက်မယ်လို့ထင်ပါတယ်။အမေစုနဲ့ထက်မှအငင်းပွားစရာသဘောထားကွဲလွဲစရာဆုံးဖြတ်ချက်တွေအများကြီးရှိကောင်းရှိနိုင်ပြီးမြဲလေတေချာတာကတော့စစ်ဘိုလ်အဆက်ဆက်အုပ်ချုပ်ခဲ့တာထက်မြန်မာနိုင်ငံဟာပို့ပြီးတာယာပျော်ရွှင်ခဲ့ရပါတယ်။အုပ်ချုပ်ခဲ့တဲ့စစ်ဘိုလ်အဆက်ဆက်ထက်သူမဟာတိုင်းပြည် ေပေါ်ပို့ပြီးစည်နာရှိခဲ့ပါတယ်။ နောက်ထပ်တပုံအနေနဲ့ငလင်အကြောင်းပြုပြီးသူတို့ရဲ့ရုံမာမှုတွေပေါ်ကုန်မှာဆိုတာကြောင့်နိုင်ငံတကာသတင်းသမားတွေကိုဝင်ခွင့်မပေးတဲ့စစ်ကောင်စီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတကာသတင်းဌာနတွေကသတင်းတောက်တွေကိုငလင်ပြည်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအတွင်းဝင်ရောက်ကသတင်းလာယူခွင့်မပြုဘူးလို့စစ်ကောင်စီပြောခွင့်ရဆော်မင်းထွန်းကပြီးခဲ့တဲ့မတ်လ30ရက်နေ့မှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေကိုနိုင်ငံတကာကသတင်းဌာနတွေသတင်းတောက်တွေကနေသတင်းရယူဖို့ခွင့်တောင်းလာတဲ့ပေါ်စစ်ကောင်စီကတဲစရာနေရအစမပြေလာဖို့ခက်များဒီဟိုတယ်တော်တော်များများလဲ ထိခိုက်ထားတာရှိရင်လျှက်စင်မီလည်းတော်တော်များများကမရရှိသေးဘူးရေနဲ့ပတ်သက်ပြီးလည်းအခက်အခဲရှိပါတယ်ဆိုပြီးမတိကျမရရတဲ့အကြောင်းပြချက်တွေနဲ့ညှင်းပယ်ခဲ့တာဖြစ်ပါတယ်အရက်ဘတ်အဖွဲ့အစည်းများစွာကတော့ကင်စင်းသတင်းချက်လက်တွေစီးစင်ဖို့အတွက်အင်တာနက်ပိတ်ထားတဲ့ဒေသတွေကိုအင်တာနက်ပြန်လည်ဖွင့်ပေးဖို့နဲ့နိုင်ငံတကာကအကူအညီတွေရဖို့အတွက်လည်းနိုင်ငံတကာသတင်းသမားတွေကိုဝင်ရောက်ခွင့်ပြုပြီးမှန်ကန်တဲ့သတင်းတွေရယူခွင့်ပြုဖို့စာထုတ်ပြန်တောင်းဆိုထားပါတယ်နိုင်ငံတကာသတင်းထောက်တွေအနေနဲ့ငလျင်ဖြစ်ရာကိုသတင်းလာယူတာဟာသူတို့ကြုံရမယ့်အခြေအနေတွေကို ိုအခက်အခဲတွေကိုသိရှိပြီးမှလာတာဖြစ်တာကြောင့်စစ်ကောင်စီရဲ့တဲခုံစရာအခက်ခဲကြောင့်တရင်ထောက်တွေကိုပြီးမွေမှုဆိုတာကရှိစရာကောင်းတဲ့အကြောင်းပြချက်ဖြစ်တယ်လို့တရင်သမားတွေကဝေဖန်ကြပါတယ်။ ဇော်မင်းထွန်းပြောထားတဲ့စကားတွေကအရှမ်းရှိရတဲ့အကြောင်းပြချက်တွေပါပဲ။ကဘာပေါ်မှာဒီလိုမျိုးတဘာဝ BN ရဲ့သတင်းတို့ဆစ်ဖြစ်တဲ့နေရာကသတင်းတွေရယူရတယ်ဆိုတာကသတင်းတောက်တွေမှာက training နေရထားပြီးသားပါဘလို့အနေနဲ့ကြင်အောင်နေရမယ်ဘလို့သတင်းရယူရမယ်စသဖြင့်နိုင်ငံတကာသတင်းတောက်တွေကဒူဘီတံပီခံပြီးတကဘာလုံးနဲ့သွားလာသတင်းယူနေကြတာပဲ။ငလျင်တန်ဆိုတာမြန်မာနိုင်ငံမှာပထမအဆုံးဖြစ်တာမဟုတ်ဘူး။ဒါကြောင့်မိမိရလို့ရှိမိရလို့နေစရာခက်ခဲကြအောင်ဆိုရင်အကြောင်းပြချက်ကအရှမ်းကိုမှရှိစရာကောင်းပါတယ်လို့အမည်မဖော်လို့တဲ့နိုင်ငံတကာ ကသတင်းသမားတယောက်ကပြောပါရယ်မလ28ရက်ကပြင်အား9တသမ9နဲ့လှုပ်ခတ်ခဲ့တဲ့ငလင်းကသခိုင်းတိုင်းကိုအခြေပြုလှုပ်ခတ်သွားတာကြောင့်သခိုင်းတိုင်းတွင်ကမြို့နယ်ရင်းနဲ့ကျေးရွာတွေမှာပျက်စီးဆုံးရှုံးမှုတွေအလွန်များပြားနေပါရယ် ဒါပေမဲ့စက်ကောင်စီကတော့စကိုင်းတိုင်းဟာသူတို့ရင်ပြည်သူ့ကာကွယ်တပ်တွေအကြားစီရင်ပြင်းထန်နေတဲ့ဒေသဖြစ်တာကြောင့်ကယ်ဆယ်ရေးကားတွေကိုလည်းအချိန်မီပေးဝင်ကယ်ဆယ်ခွင့်မပြုခဲ့ဘဲဒေသရင်းကရှိနေပြည်သားကယ်ဆယ်ရင်းကိုလည်းည10နာရီနောက်ပိုင်းမှာကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လုပ်ခွင့်မပြုဘဲရန်နာခိုင်းနေရလို့သိရပါတယ်။ငလျင်ကျောင်းစကိုင်းတံတားဟောင်းပြုကျပြန်စီသွားပြီးတံတားအစ်စ်ကလည်းအကြောင်းရာတွေထွက်ပေါ်လာတာကြောင့်ကယ်ဆယ်ရေးဖွဲ့တွေအလဲတကူသွားလာလို့မရဘဲစက်ကောင်စီကပါတားဆီးပိတ်ပင်ခဲ့တဲ့အတွက်ငလျင်ကျောင်းပိတ်မိနေသူအများပြားဟာမတိ င်ဆုံးသင့်မယ်တင်ဆုံးခင်ရတဲ့အခြေအနေတွေဖြစ်နေခဲ့တာပါသူတို့နဲ့ငလင်းနဲ့ဆိုင်တဲ့စီမံခန့်ခဲမှုတွေညံ့ပြင်းတာနောက်ပြီးတော့ငလင်းပင်ဒုက္ခတွေကိုလူတို့ကခံနေရချိန်မှာသူတို့ကလေကြောင်းတိုက်ခိုက်မှုကိုလည်းအဆက်မပြတ်လုပ်နေတာဒါရင်ကိုသတင်းတွေထွက်ပေါ်လာမှဆိုရင်သူရဲ့ညံ့ပြင်းမှုတွေရက်ဆက်ယုံမှမှုတွေကိုသိမှဆိုတဲ့အတွက်ဖုံးကွယ်ချင်တာပေါ့သတင်းအမှောင်ချတာပေါ့သတင်းအမှောင်ချတာကြောင့်ထိခိုက်နစ်နာမှုအရှိဆုံးကတော့လူတို့ပါပဲ လူတို့ကသူတို့ရဲ့ခံစားမှုတွေကိုပြောပိုင်ခွင့်စိုးပိုင်ခွင့်တင်ပြပိုင်ခွင့်မရှိတာနောက်နိုင်ငံတကာကလည်းအလိန်ခံရတာပေါ့လို့သတင်းဌာနကပြောပါတယ်။ငလင်အကြီးစားလုတ်ခတ်သွားတဲ့နောက်ဆက်တွဲအနေနဲ့လူတွေတည်ခြင်းပြသပြီးအိုးမဲ့အိမ်မဲ့ဖြစ်နေရတာကြောင့်မျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တိုင်းဒေသတော်လှန်ရေးလက်နက်ကိုင်ဖွဲ့တွေကခေတ္တခဏအပြည့်ခံရဲစဲထားပြီးခုခံစစ်ကိုယ်တော်လှောက်ဆောင်မယ်လို့အတီးတီထုတ်ပြန်ကြေညာထားပါတယ်။ စစ်ကောင်စီကတော့လေကြောင်းတိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေစေဖြစ်တဲ့အပြင်အဖြစ်ခံရစေမှာမဟုတ်ဘဲကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခါဆက်လက်တိုက်ခိုက်သွားမယ်လို့ငလင်းတန်တင်အလူငွေကောက်ခံပွဲမှာမင်းအောင်လိုင်ကဆိုထားပါတယ်။အင်အားပြင်းငလင်းကြောင်းပြည်သူတွေတဘာဝဘေးဒုက္ခရောက်နေချိန်အကြံပတ်စစ်အုပ်စုကစကိုင်းတိုင်းကထောင်မြို့နယ်ကချင်ပြည်နယ်ကဗမော်မြို့နယ်ရန်ပြည်နယ်ကနောင်ချုံမြို့နယ်မကွေးတိုင်းကပေါင်မြို့နယ်ရခိုင်ပြည်နယ်ကကြောင်ပြူမြို့နယ်ပုဂိုးတိုင်းကဖြူမြို့နယ်နဲ့ကရင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်ခဲ့တာပါ။ဒီလုံရက်တွေကိုဖုံးကွယ်ဖို့နဲ့သူတို့လှုံ့ဆော်နေတဲ့လူအခွင့်အရေးချိုးဖောက်မှု မှုတွေကလည်းမျက်နှာပုံးကွာချသွားသလိုနိုင်ငံတကာကတည်သွားမှာဆိုတာကြောင့်နိုင်ငံတကာသတင်းတောက်တွေနဲ့တတိယယူကွင်းကိုစစ်ကောင်စီကပိတ်ပင်နေတာဖြစ်တယ်လို့လူထုကဝေဖန်နေကြပါတယ်။သတင်းသမားတွေကတော့သတင်းယူဖို့လာကြတဲ့ကတွေ့မြင်နေရတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုပါသတင်းယူရမှာပဲ။ဒါကိုထားပါအောင်အခုကလေးမှလူတွေမသိသင့်မဲ့ဘာကြောင့်ပြင်းနေရလဲဆိုတာလိုက်မှာပဲပေါ့နော်။စစ်တပ်ကမြန်မာနိုင်ငံကိုသူစိတ်ထဲမှာအုပ်ချုပ်ထားနိုင်ပြီလို့ယူဆထားတာ။ကမ္ဘာကလည်းစစ်တပ်ကမြန်မာနိုင်ငံဟာကောင်းကောင်းနဲ့ပတ်နေတယ်ဆိုတာကိုပြထားတာ။ဒါရီကလက်တွေ့မှာစန့်ကျင်ပတ်ပင် လူတွေအော်တန်ကြတယ်ကဲဆဲတွေအချိန်မီမရောက်လာဘူးတဘာဝဘီအန်တွေကိုကောင်းကောင်းမတုံ့ပြန်နိုင်ဘူးမတည်တင်းနေသူတွေတည်နေရဆိုတာကသူတို့ရဲ့ညံပြင်းမှုတွေပေါ်သူတို့ရဲ့အုပ်ချုပ်ရေးပေါ်အများကြီးတန်ရမှုရှိလာမှာကိုဒီတည်နေကိုမထွက်စေချင်လို့လွတ်လပ်စွာတည်နေရယူခွင့်တွေကိုပိန်နေတာလို့နောက်ထပ်အမည်မဖော်လို့တဲ့တည်နေသမားတယောက်ကလည်းဝေဖန်တုံ့သက်ပါတယ် စစ်ကောင်စီကသူတို့အချင်းဆိုင်အုပ်ချုပ်ရာနေပြည်တော်ကစေယောရယုံတွေရဲ့ပြည်စည်းမှုတည်ဆောက်မှုတွေကိုဖုံးကွင်းထားတယ်လို့ငလင်းလောက်ခတ်ခဲ့တဲ့အိန္ဒိယတွင်ကအကျဉ်းထောင်တွေပြူကျပြည်စည်းမှုနဲ့အကျဉ်းသားတည်ဆောက်မှုတွေကိုလည်းတရင်အမောင်ချဖုံးကွင်းထားတာဖြစ်ပါတယ်စစ်ကောင်စီကဒီရောက်ကနေဂေစိန်လာတဲ့ချက်ချင်းဤအဖွဲ့ရှင်တန်းကိုလည်းတနတ်မူပေါ်ထောင်ကပြစ်ခတ်တားဆီးခဲ့ရတယ်လို့အကြံပတ်စစ်ကောင်စီပြောခွင့်ရစော်မင်းထွန်းကဝန်ခံပြောဆိုပါတယ်လက်ရှိမှာတော့သခိုင်းငလင်းကျောင်းတည်ဆောက်သူအရေးအတွက်ဟာ၃000နီးပါးထိရောက်ရှိနေပြီးထိခိုက်ဒဏ်ရာရရှိသူအရေးအတွက်ဟာလည်း၄000 ော်နေပြီလို့သိရကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။